ဒီဗီဒီယိုထဲမှာမိစေတို့ကိုလာပြီးတော့မျက်ဝေပေးပေးနီလန်လေးတစ်ခုကတော့လက်ရှိကိုအသုံးပြုနေတဲ့ကိုရဲ့ Facebook account password ကိုမိတ်ွားခဲ့ရင်ကျွန်တော်တို့ရဲ့ Facebook account ကို log out လုပ်เสียမှလို့ပဲနဲ့ Facebook account password အတိအကျယူနေနီလန်လေးကိုဒီဗီဒီယိုထဲမှာမိစေတို့ကိုပြင်လင်းမျက်ဝေပေးတော့မှာဖြစ်ပါတယ်ဒီနီလန်လေးကိုမိစေတို့အနေနဲ့မသိသေးဘူးဆိုရင်ကျွန်တော်ရဲ့ဒီဗီဒီယိုလေးကိုဆုံးအောင်ကြည့်ရှုတွားနိုင်ပါတယ်โอเคဒါဆိုရှင်တော့ကျွန်တော်တို့ဗီဒီယိုအစီအစဉ်လေးစာကြည့်လိုက်အောင်เนาะ ဆိုတော့ပထမဆုံးအနေနဲ့ကျွန်တော်တို့ရဲ့ Facebook page ကိုကျွန်တော်တို့တွားလိုက်ပါကျွန်တော်တို့ရဲ့ဒီ Facebook app ထဲမှာကျွန်တော်တို့ဝင်တွားလိုက်မယ် Okay အခုကျွန်တော်တို့ Facebook ထဲရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီညာဖက်နားလေးက menu ထဲကိုကျွန်တော်တို့တစ်ချက်နှိပ်ပေးလိုက်မယ်နှိပ်ပေးလိုက်လို့ရှိရင်ကျွန်တော်တို့ဒီဖက်မှာကိုကျွန်တော်တို့အောက်ကိုကျွန်တော်တို့ပြင်ပြီးတော့စီးနွားလိုက်မယ်စီးနွားရင်ကျွန်တော်တို့ဒီမှာ setting and privacy ဆိုတာလေးကိုကျွန်တော်တို့ပြင်ပြီးတော့ဗောနောကျွန်တော်တို့နှိပ်ပေးလိုက်မယ် ဒီမှာတော့ကျွန်တော်တို့ထပ်ပြီးတော့စသိင်းတွေထပ်ပြီးတော့နေလိုက်မယ်။နေပြီးတော့ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီဘက်မှာကျွန်တော်တို့ဒီမှာ password and security ဆိုတဲ့နေရာလေးမှာကျွန်တော်တို့ပေါ့နော်တစ်ချက်ပြင်ပြီးတော့နေမယ်။ပြီးရင်ကိုကျွန်တော်တို့အောက်နားလေးမှာပေါ့နော်ဒီမှာ change password ဆိုတာလေးကိုကျွန်တော်တို့တစ်ချက်လိုက်ရှာလိုက်မယ်။ဒီမှာပေါ့နော်ကျွန်တော်တို့ဒီမှာ change password ဆိုတာလေးကိုကျွန်တော်တို့တစ်ချက်နေထွားလိုက်မယ်ဒီနေရာမှာကို Okay ဒီမှာဆိုလို့ရှိရင်ခုကျွန်တော်တို့အမှန်ဆိုလို့ရှိရင်ကျွန်တော်တို့လက်ရှိခုရဲ့ password အဟောင်းကိုတိနေတယ်ဆိုလို့ရှိရင် password အတစ်ကိုကိုပြောင်းဝင်ဆိုရင်ဒီမှာအဟောင်းထည့်လိုက်မယ်ဒီမှာအတစ်အတစ်ပြန်ထပ်ထည့်ပြီးတော့ကျွန်တော်တို့ update password အတစ်ကိုကျွန်တော်တို့ယူလို့ရတယ်ပေါ့နော်ဒါပေမဲ့အခုကျွန်တော်တို့ကကိုယ့်ရဲ့လက်ရှိအတုံးပြုတ်နေတဲ့ password ကိုမေ့သွားပြီဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကဒီမှာ password account ထည့်ဖို့ကျွန်တော်တို့မရှိတော့ဘူးအဲ့တော့ကျွန်တော်တို့ကအတစ်ထပ်ပြီးတော့ကျွန်တော်တောင်းဆရာမလို့တောင်းလို့မရတော့ဘူးပေါ့နော်ဆိုတော့ကကျွန်တော်တို့အနေနဲ့ ဒီ forget password ဆိုတဲ့ဟာလေးကိုကျွန်တော်တို့နေပြီးတော့မှာပေါ့เนาะကျွန်တော်တို့ password အတိတ်ကိုကျွန်တော်တို့ပြန်ပြီးတော့ယူရမှာဖြစ်ပါတယ် okay เนาะအဲ့တော့ကျွန်တော်တို့ကဒီအောက်နားလေးက forget password ဆိုတဲ့နေရာလေးကိုကျွန်တော်တို့နေလိုက်မယ် okay နေလိုက်ပြီဆိုလို့ရှိရင်ဒီမှာကိုကျွန်တော်တို့ရဲ့ဒီမှာပေါ့เนาะချိန်ထားတဲ့ email ပေါ့เนาะဒီ facebook account နဲ့ကျွန်တော်တို့ချိန်ထားတဲ့ email တွေကိုတူကနံပါတ်6လုံးပို့ပေးလာမှာဖြစ်ပါတယ်အဲ့ဒီ6လုံးကိုကျွန်တော်တို့ယူပြီးတော့ password အတိတ်ကိုကျွန်တော်တို့ပြောင်းရမှာဖြစ်ပါတယ်ဗောနော်တကယ်လို့ကျွန်တော်တို့ကဖုန်းနံပါတ်နဲ့ print ထားတယ်ဆိုလို့ရှိရင်ဖုန်းနံပါတ်ကိုကြီးနေရမှာဗောနော်ဒီလိုပုံစံလေးလာပြပေးနေမှာဖြစ်ပါတယ်အဲ့မှာကိုကျွန်တော်တို့အောက်နားလေးကဒီမှာ continue ဆိုတာလေးကိုကျွန်တော်တို့ထပ်ပြီးတော့နှိပ်လိုက်ပါအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဖုန်းနံပါတ်မှာချိန်ထားတဲ့အဲ email ဆိုလို့ရှိရင်လည်းဖုန်းနံပါတ်မှာကိုကနန်း6လုံးပို့ပေးလာမယ်ဒီကျွန်တော်တို့ Gmail ပေါ့နော် Gmail နဲ့ချိန်ထားတဲ့ ဟဲ့အကောင့်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီ Gmail မှာကိုဒီကဏ္ဍ6လုံးကပို့ပေးလောက်မှာဖြစ်ပါတယ်ခေါ့နော်အဲ့တော့ကျွန်တော်တို့အဲ့ဒီကဏ္ဍ6လုံးကိုယူပြီးတော့ကျွန်တော်တို့ password အတစ်ကိုကျွန်တော်တို့ပြောင်းလိုက်ပါအခုကျွန်တော်ဒီမှာ continue ကိုကျွန်တော်နှိပ်လိုက်မယ် Okay အဲ့လိုနှိပ်လိုက်ပြီဆိုလို့ရှိရင်အခုဒီမှာကျွန်တော်တို့အပေါ်မှာချိန်ထားတဲ့ကျွန်တော်တို့ရဲ့ဒီ Gmail ထဲမှာပေါ့နော် email ထဲမှာကိုဒီမှာကျွန်တော်တို့ရဲ့ဒီသူပို့ပေးလာတဲ့ကဏ္ဍ6လုံးကိုကျွန်တော်တို့ဒီမှာလာပြီးတော့ထည့်ပေးရမှာဖြစ်ပါတယ်ခေါ့နော်အဲ့တော့ကျွန်တော်တို့ဒီကိုရဲ့ ကြည့်မြင်ထဲမှာအခုရဲ့ email တွေကိုကျွန်တော်တို့တစ်ချက်လန်ကြည့်လိုက်မယ်ဖုန်းထဲမှာပေါ့နော် Okay ဟိုတော့ခုဆိုလို့ရှိရင်ကျွန်တော်တို့ချိန်ထားတဲ့ကျွန်တော်တို့ရဲ့ email ထဲမှာပေါ့နော်ကုတ်နံပါတ်6လုံးတူပို့ပေးလာပြီဖြစ်ပါတယ်ဒီမှာပေါ့နော်အဲ့ဒီကုတ်နံပါတ်6လုံးကိုကျွန်တော်တို့ဒီအောက်နားလေးကဒီနေရာမှာပေါ့နော်ဒီနေရာမှာလာပြီးတော့ကျွန်တော်တို့ထည့်လိုက်မယ်ပြီးတော့ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ continue ကိုထပ်ပြီးတော့နှိပ်လိုက်မယ် ကဲအဲ့ဒါဆိုလို့ရှိရင်တော့အခုဒီမှာပေါ့နော် create a new password ဆိုပြီးတော့ကျွန်တော်တို့ဒီမှာဒီ password attic ကိုကျွန်တော်တို့ထည့်ခိုင်းနေပေါ့နော်ထည့်ခိုင်းပြီဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့နောက်ထပ်ကျွန်တော်တို့အတုံးပြူသွားမယ် password attic ကိုကျွန်တော်တို့ဒီနေရာမှာရိုက်ထည့်ပေးလိုက်ပါ Okay ကျွန်တော်တို့ password attic ကိုကျွန်တော်တို့ရိုက်ထည့်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာပေါ့နော် next ကိုကျွန်တော်တို့ထပ်ပြီးတော့နှိပ်ပေးလိုက်မယ်နောက်ထပ်ကျွန်တော်တို့ဒီအောက်နားလေးက continue ကိုထပ်ပြီးတော့နှိပ်လိုက်မယ် ကဲအဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ okay ကိုထပ်ပြီးတော့ကျွန်တော်တို့နေသွားလိုက်မယ်ကဲဒါဆိုလို့ရှိရင်အခုကျွန်တော်တို့ရဲ့ဒီ Facebook ဒီ timeline ထဲကိုပေါ့နော်ကျွန်တော်တို့ပြန်ရောက်သွားပြီဖြစ်ပါတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ရဲ့မေ့သွားတဲ့ Facebook account password ကိုကျွန်တော်တို့ကဒီ account ကိုကျွန်တော်တို့ log out လုပ်ဆရာမလို့ပဲနဲ့ကျွန်တော်တို့ကဒီ Facebook password အတိတ်ကိုပြန်ယူတဲ့နည်းလမ်းလေးပြီးသွားပြီဖြစ်ပါတယ်အခုဆိုလို့ရှိရင်အခုကျွန်တော်တို့အတိတ်ရိုက်ထည့်လိုက်တဲ့ဒီ Facebook password အတိတ်ကိုကျွန်တော်တို့ဟုတ်အတုံးပြုတ်လို့ရသွားပြီဖြစ်တယ် ဆိုတော့ဒီဗီဒီယိုလေးမှာကျွန်တော်ဒီလောက်နေပဲချက်တောင်းလိုက်ပါတော့မယ်။โอเคเนาะဒီဗီဒီယိုလေးကမစ်စီတို့အတွက်အကျိုးရှိမယ်လို့လည်းမျှော်လင့်ပါရယ်။